လာပါရှင်ချင်းလင်း channel တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ10ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစဉ်တွေကတော့မင်းတမြို့တွင်စစ်ကောင်စီလေးကြောင်တက်ခင်မှုကြောင့်အယက်သား3ဦးတေဆုံးကြောင်းအရခတ်တော် AA ထိန်းချုပ်တဲ့မင်းပြမြို့နေမှာကလေးငယ်2ဦးအတမပြုတ်ကျင့်တစ်ဖြတ်ခံရကြောင်း ထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းသွေးရေလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလေးလကြာတိုက်ခိုက်မှုတွင် တက်ရင်မှုဒုတက်ရင်မှုနဲ့ဒုဗိုလ်မှုအပါဝင်စစ်သား150ဦးထက်မနည်းထိခိုက်ဒေဆုံးပြီးတက်ပွေးများအတွင်းစစ်ကောင်စီတပ်သား12ဦးလက်နက်ချအလင်းဝင်ကြောင်းအိန္ဒိယပါကစ္စတန်စစ်ရေးတဲမှမှုကြောင့်အိန္ဒိယရောက်မြန်မာလူမျိုးများတတိဖြတ်နေထိုင်ရန်အတိပေးကြောင်းအိန္ဒိယရဲ့တိုက်ခိုက်မှုအတွင်းအကြံဖက်သမား90ဦးတေဆုံးပြီး60ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်းတော့ပဲဖြစ်ပါတယ်ရှင်။မင်းတမျိုးတွင်စစ်ကောင်စီလေးကြောင်းတက်ခိုက်မှုကြောင့်အယက်သား၃ဦးသေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပြည်မင်းတမျိုးတွင်စစ်ကောင်စီတပ်လေးကြောင်းတက်ခဲမှုကြောင့်အယက်သား၃ဦးသေဆုံးပြီးလူနေအိမ်များအပါအဝင်ဝန်ထမ်းအင်အားအချို့ထိခိုက်ပျက်စီးသွားကြောင်းဒေသခံများနဲ့မင်းတမျိုးနေပြီးသူအုပ်ချုပ်ရေးအဖွဲ့ထံမှသိရှိရပါတယ်။မေလ9ရက်နေ့နံနက်အစောပိုင်းတနာယီ30မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ကမင်းဒမျိုးအနီးဝန်းကျင်သို့ဘုံးနှလုံးကြီးချတိုက်ခိုက်တဲ့အပြင်ဝန်လွေပိုင်း၂နာရီ၄၀မိနစ်အချိန်ဝန်းကျင်တွင်မင်းဒမျိုးပေါ်သို့ jet fighter ဖြင့်ထက်မှန်ဘုံးကြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမင်းဒမျိုးနေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။မင်းဒဒေသခံတူဦးကလူလက်ပိုင်းအရွယ်အမျိုးသား ၃ဦးတည်ဆုံးသွားပါတယ်လို့ Channel Channel သတင်းဌာနတို့ပြောဆိုထားပါတယ်။အဆိုပါပုံကျဲတက်ခဲမှုကြောင့်လူနေအိမ်အချို့အစိုးရအဆောက်အုံများနဲ့ဝန်ထမ်းအင်အားများထိခိုက်ကြဆီသွားကြောင်းမင်းနှမြုပ်နေပြီးသူအုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။ ပြီးခဲ့တဲ့ April 16ရက်နေ့တွင်လည်းအကြံဖက်စစ်ကောင်စီတပ်မှမင်းသမီးအားတိတ်လေရင်ဖြင့်ပုံကျဲတက်ခဲ့ရာတွင်အစိုးရရုံအဆောက်အဦတစ်ခုဝန်ထမ်းအင်အားနှလုံးနဲ့ပြီးသူနေအိမ်၄လုံးထိခိုက်ပျက်စီးခဲ့ကြောင်းမင်းသမီးနေပြီးသူအုပ်ချုပ်ရေးဖွဲ့ထံမှသိရှိရပါတယ်ရှင်အရခတ်တော် AA ထိန်းချုပ်တဲ့မင်းပြမျိုးနေမှာကလေးငယ်တူအတမပြုတ်ချင်းတပြက်ခံရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အာရခတ်တတော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မင်းပြမြို့နယ်ဖားပူကျေးရွာမှာအသက်၉နှစ်အရွယ်မင်းကလေးငယ်တဦးအဓမ္မပြုကျင့်တပြက်ခံထားရကြောင်းသိရှိရပါတယ်။အဆိုပါဖြစ်စဉ်မှာမနစ်မေလ6ရက်နေ့နေ့လယ်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်တပြက်ခံရတဲ့မင်းကလေးငယ်ရဲ့ရုပ်အလောင်းကိုလေရွာအနီးဆက်တပြင်တပြင်မှာဂျူးနဲ့ချီပြီးတွေးချထားခဲ့တာတွေ့ရတယ်လို့ရခိုင်တရင်ဌာနတွေက ဖော်ပြထားပါတယ်။ မင်းကလေးငယ်ကိုအတမပြုတ်ကျင်တက်ဖြတ်သွားသူမှာတရွာကြီးနေမေပုံမြုံနေငမန်းရေကျွန်းတေတက်ခံအသက်30ကျော်အရွယ်မောင်မြတ်တန်းစုသူဖြစ်ပြီးအာရခတ်တော်အေအေကဖန်းစီထိန်ထိန်ထားပြီလို့ရခိုင်တရင်ဌာနတစ်ခုကဖော်ပြထားပါဗျ။ဒီမင်းကလေးငယ်ဟာဥကောင် မျက်နာနဲ့ဝမ်ဘိတ်တို့မှလည်းထုံနှက်ထားတဲ့အကြံအရာတွေကိုတွေ့ရှိရတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကလည်းမင်းပြမြို့ပေါ်မှာဖခင်ဖြစ်သူကအသက်73နှစ်ကျော်အရွယ်သမီးဖြစ်သူကိုအဓမ္မပြုကျင့်ပြီးဂျူးလွန်သူကို ရက်ွက်နေပြီးသူတွေကအရေးယူဆောင်ရွက်နိုင်ဖို့အေအေထံအနှံခေပေမဲ့အေအေလက်ထိုင်မှာတရားခဏ်ဟာလွတ်မြောက်သွားပြီးအရေးယူနိုင်ခြင်းမရှိဘူးလို့ရွှေဖီမေတရင်ဌာနကဖော်ပြထားပါတယ်။ ဒါပြန်2024ခုနှစ်ကလေရတိတောင်စစ်တွေမောင်တော်စာရမြုပ်နေတွေမှာတက်ငင်မတိန်မှုအပါဝင် မတိန်မှု၄ချိန်ထပ်မနေဖြစ်ပွားပြီးတချို့ကိုအေအေကအရေးယူကင်တွေဖြစ်ရှင်းနိုင်ပေမဲ့တချို့ဟာအရေးယူဆောင်ရွက်နိုင်ခြင်းမရှိဘဲတရခန့်တွေ ထွက်ပြီးလွတ်မြောက်နေစေဖြစ်တယ်လို့ဆိုပါတယ်။ချင်းပြည်တောင်ပိုင်းပလဝမြို့နေစင်စင်ကျေးရွာမှာလည်းချမ်းအမျိုးသမီးတဦးကိုအေအေတပ်ဖွဲ့ဝင်နှစ်ဦးကအပရလ9ရက်နေ့ကမရင်ကျူးကျင်ခဲ့ပြီးနောက် ရင်နှစ်သက်ရန်ကြိုးပမ်းခဲ့ကြပေမဲ့အသက်ဘေးကတည်တည်ကလေးလွတ်မြောက်ခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြစ်မှုကျူးလွန်သူကိုဖမ်းမိထားပြီလို့အေအေကပြောဆိုထားပေမဲ့ယနေ့ချိန်ထိအရေးယူတာမျိုးမရှိသေးဘူးလို့သိရှိရပါတယ်ရှင်။တိုင်းမြန်မာနယ်ဆက်မောတောင်ကုန်းသွေးလမ်းပန်းကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို လေးလကြာတိုက်ခိုက်မှုတွင်တည်ရင်မှု လူတိတ်ရမှုနဲ့ဒုဗိုလ်မှုအပါဝင်စစ်သား150ဦးထက်မနည်းထိခိုက်သေးဆုံးပြီးတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား12ဦးလည်းနှချအလင်းဝင်လာတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မိုးတောင်ကုန်းတွေးရေလံပိုက်ကိုစစ်ကြောင်ထိုးနေတဲ့အကြံဖက်စစ်တပ်ကိုလေးလကြာတိုက်ခိုက်မှုတွေတိုက်ရမှုဒုတိုက်ရမှုနဲ့ဒုဗိုလ်မှုအပါဝင်စစ်သား150ဦးထက်မနည်းထိခိုက်သေးဆုံးခဲ့ကြောင်းသိရှိရပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှ2025ခုနှစ်မေလ6ရက်နေ့အထိတင်ခွန်မော်ဒောင်နေဆက်ကုံတွေးရလပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ KNLA ပူပေါင်းမဟာမိတ်တပ်ဖွဲ့များနေ့စဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ်သူထိတွေ့တိုက်ပွဲများသည့်အကြိမ်ကြီးတရာကျော်ထပ်မင်းဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်မှထိခိုက်ဒေဆုံးသူ150ဦးထပ်မင်းရှိကာဒေဆုံးသူများထိတွင်တည်ရမှုတဦးဒုတည်ရမှုတဦးနှင့်ဒုဗိုလ်မှုတဦးတို့လည်းပါဝင်ကြောင်းခွတ်တောင်းတမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုထားပါသည်ရင်ထိတွေ့တိုက်ပွဲများအတွင် အကြံဖက်စစ်တပ်ဘက်မှလည်းစစ်ကောင်စီတပ်သား၁၂ဦးလက်နက်ချပြီး KNLA ပူပေါင်းမဟာမိတ်တပ်ဖွဲ့နဲ့ Black Cobra စစ်ကြောင်းထံလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းအလင်းဝင်လာသောစစ်ကောင်စီတပ်သားများမှ ခမာယ431တပ်ရဲမှစစ်ကောင်စီတပ်သား3ဦးသည် MA1 တနက်3လက်ခမာယ280တပ်ရဲမှစစ်ကောင်စီတပ်သား3ဦးဟာ MA1 တနက်2လက်ခလာယ စက်ခွန်တရမစစ်ကောင်စီတပ်သား6ဦးဟာ MA1 တနက်လေးနဲ့ MA2 တနက်နှစ်လက်နဲ့လက်ပစ်ပုံ6လုံးတို့ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်းဆိုပါရယ်ထို့သောအလဲဝင်လာသောစစ်ကောင်စီတပ်သားများကိုတရင်စစ်တပ်ရင်မှုကစုကျင်းငွေတဦးလင်းငွေကျပ်သိန်း90စီအတီတီကုန်ပြုတ်ချင်းမှပေးအပ်ခဲ့ကြောင်းသိရှိရပါတယ် ခွတ်တောင်းတမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတူကစစ်ကောင်စီကနေပြီးတော့စစ်မှုထမ်းအတင်းခေါ်ပြီးတော့စစ်ကောင်စီထံမှမနေလို့ပဲပြီးသူထံပူပေါင်းလာပြီးတော့တရင်စစ်တပ်ထံမှလက်နက်နဲ့အလင်းဝင်လာတာပေါ့ဒီလိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုကုန်ပြုတ်စုငွေပေးပြီးတော့ကျူစုခဲ့တာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတီးပြုတ်ပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင် ိန္ဒိယပါကစ္စတန်စီရေတဲမှမှုကြောင့်အိန္ဒိယရောက်မြန်မာလူမျိုးများတရီဖြစ်နေထိုင်ရန်အတိပေးထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံများကြားမေလ9ရက်နေ့နံနက်ပိုင်းတွင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဒေသအတွင်းစစ်ရေးအခြေအနေတင်းမာနေပြီးအိန္ဒိယနိုင်ငံတွင်ခုလုံနေတဲ့မြန်မာနိုင်ငံသားများအနေနဲ့တရီဖြစ်နေထိုင်ရန် India for Myanmar အဖွဲ့မှတိုက်တွန်းအတိပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသို့ခိုလုံလာသောမြန်မာနိုင်ငံသားများအနေနဲ့အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့နိုင်ငံသားများအတွက်ဝန်ထုပ်ဝန်ပူဖြစ်စေမဲ့လုပ်ရပ်များမှရှောင်ကြဉ်ရန်နိုင်ငံတော်ဥပဒေများနဲ့ဒေသန္တရစီမင်းစည်းကမ်းများကိုလိမ့်နာဆောင်ရွက်ရန်တိုက်တွန်းထားပြီးအိန္ဒိယပါကစ္စတန်စီအခြေအနေတင်းမာမှုရမလူလားအပ်သောအန္တရာယ်များဖြစ်ပေါ်လာနိုင်သဖြင့်မြန်မာနိုင်ငံသားများသည်မိမိတည်နေရာဒေသများတွင်တရိပ်ထား၍တည်ငြိမ်စွာနေထိုင်ကြရန်လည်းတရိပ်ပေးထားပါသည် ယခုချိန်တွင်အိန္ဒိယအစိုးရဟာနိုင်ငံလုံးချုပ်ရေးနဲ့နိုင်ငံသားများရဲ့အရေးကိစ္စများကိုဦးစားပေးကြမှတ်နေလျက်ရှိသဖြင့်မြန်မာနိုင်ငံသား၄၀ဦးခန့်မှဝန်ကြီးချုပ်ထံစီစဉ်ပေးပို့ရန်ရှိတဲ့စာပေးပို့မှုအစီအစဉ်ကိုလည်းတင်မြှော်တဲ့အချိန်ထိ ရွှေ့ဆိုင်ထားမည်ဖြစ်ကြောင်း India for Myanmar ကဆိုပါတယ်စစ်ကောင်စီတပ် အာနာတိန်ပြည်နောင်တဲ့ပွေးများနဲ့စစ်ကောင်စီရဲ့အတက်အန်တွေပင်ချင်းချုပ်နေမှုများကြောင့်ချင်းပြည်နေနဲ့စကိုင်းတိုင်းတို့ရှိမြန်မာနိုင်ငံသားတောင်းနှစ်ချီ၍နေဆက်မတဆင်အင်ဂျန်နိုင်ငံမဇိုရန်ပြည်နယ်မနီပူပြည်နယ်နဲ့ညူးဒေလီတို့တွင်တွားရောက်တင်းရှောင်လက်ရှိကြောင်းသိရှိရပါတယ်ရှင်။အင်ဂျန်ရဲ့တိုက်ခိုက်မှုတွင်အကြံဖက်သမား90တေဆုံးပြီး60ကျော်တန်ရန်ရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ မေလ9ရက်နေ့မနက်အစောပိုင်းမှာအိန္ဒိယကပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားနဲ့ပါကစ္စတန်ထိရှိအကြံဖက်သမားများရဲ့နေရာ9ခုကိုဒုံးကျည်24ခုနဲ့တိုက်ခိုက်ခဲ့ရာအကြံဖက်သမား90တေဆုံးခဲ့ပြီး60ကျော်တန်ရရရှိခဲ့တယ်လို့သိရှိရပါတယ်။အိန္ဒိယဟာပါကစ္စတန်နဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသရှိနေရာ9ခုကို မနစ်မနက်ပိုင်းအင်ဂျက်ဆန်တော်ချိန်မနက်တနာရီ9မိနစ်ကနေတနာရီမိနစ်30ကြာမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအစူပါတိုက်ခိုက်မှုကိုအိန္ဒိယဂျီတက်လေတက်နဲ့ရီတက်တို့ပူးပေါင်းကစင်တော်စစ်စင်ရေး Operation Sindor လို့နာမည်ပေးထားတာဖြစ်ပါတယ်။တိုက်ခိုက်မှုအပြီးမြို့တယ်လီမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းနိုင်ငံခြားရေးဝန်ကြီး Vikram Misri ကဒီစစ်စင်ရေးဟာ PKR အပရလ22ရက်နေ့က Bahelgam ဂျမူးနဲ့ကက်ရှမီးယားမှာအကြံဖက်သမားများရဲ့တိုက်ခိုက်ခံရမှုကြောင့်မြပိုးနိုင်ငံသားတအူးအပါဝင်အိန္ဒိယနိုင်ငံသား26ဦးတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို တိုင်းတာပြီးအချိုးကျစွာတုံ့ပြန်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုအိန္ဒိယတပ်ကမေပြင်းနဲ့ဝေဟင်ပြစ်ဒုံးကျည်များကို ရုံးနှော အုံပြုပြီးအရက်သားပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင် တက်ခိတ်ခဲ့ခြင်းဖြစ်ကအကြံဖက်သမားများရှိတဲ့အဆောက်အုံများကိုတက်ခိတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ် အိန္ဒိယတိုက်ခိုက်လိုက်တဲ့နေရာ9နေရာနဲ့9နေရာမှာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာဖြစ်ပြီးကျန်4နေရာမှာပီမတ်ကြီးပါကစ္စတန်မှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကုစိတ်နှစ်ဖြာကျမ်းမာရှင်လန်းပြီးဘေးရန်ခတ်တင်ကုန်ရွေးနေကြပါစေရှင်။